ဖះငါကိုးကွယ်လို့ပြောတာမဟုတ်ဘူးဖះဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာနော်အဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓိတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့ကအာတီကယ်ထည့်ပြီးတော့သဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ် ရှင်းကတော်တော်များများတော့ဗုဒ္ဓလိုပဲရေးတယ်။အတ္တိကေမပါပဲနဲ့ဗုဒ္ဓလိုရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာ။ဗုဒ္ဓဆိုပုဂ္ဂိုလ်ပါစံအနေနဲ့ဆိုရင်အတ္တိကေထဲစရာမလိုဘူးပေါ့။သို့သောနောက်ပိုင်းကျတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ရည်ညွှန်းတာမဟုတ်ဘူး။ယေຊောဘုရားရဲ့ title လို့ခေါ်တယ်။ဂုံလူဘွယ်တူတစ်ခုပဲပေါ့။ဗုဒ္ဓဆိုတာဖရာရဲ့နာမည်မဟုတ်ဘူး။ တိုက်တဲ့သာဖြစ်တယ်ပေါ့ခုံလို့ပဲဖြစ်တယ်ပေါ့ဖရာရဲ့အမိနာမကအမျိုးနွယ်နာမည်နဲ့ခေါ်ရင်ဂေါရမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်တိတ်တထတိတ်တထဂေါရမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူးတိုက်တယ်ဖြစ်တယ် ဒါကြောင့်မလို့ရှေ့အာတိကေထည့်ရမယ်ဆိုပြီးတဗုဒ္ဓအလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွယ်ပြားခြားနာချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓအလို့ရှေ့ကရေးတယ်ဆိုတဲ့ပုံကိုယ်တွေဟာအနိနာမအနေနဲ့ရေးလို့ရှိရင်အာတိကေမထည့်ဘူးဂုံတူးအနေနဲ့ရေးမယ်ဆိုလို့ရှိရင်တော့အာတိကေထည့်ရတယ်လို့အလက်ဇန္ဒရာတကရိတ်ဆိုတာလို့ပေါ့အာတိကေထည့်ပြီးတော့ရေးတာ အဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုံကိုယ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမည်နာမမဟုတ်ဘူးပုံကိုမဟုတ်ဘူးဖွယ်ထူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုံကိုယ်တိုင်းမှန်တယ်များဗုဒ္ဓဒါကြောင့်မို့ရောစဗုဒ္ဓင်းစဓမ္မင်းစတန်ခင်းစတရဏကတောလက်စွာမြားကတကယ်ဘေးကင်းရန်ကင်းတဲ့ အနေခသိင်ကင်းင်းစီနိုင်တဲ့ကိုဝေရာဆိုတာဖရာတရားတန်ခါပဲဖြစ်တယ်။ဒါကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကို ကိုယ်ွယ်စိတ်ကတ်ခြင်းအပြင်မြတ်စွာဘုရားက အမှန်တရားကိုခေါ်ကြပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမတွင်တင်ပေးမှာဖြစ်တယ်။အဲဒီဆုံးမတွင်တင်ပေးတဲ့အတိုင်းလိုက်နာချက်သုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့ဒါပြင်အဲ့ဒီ လိုင်းညွန်ဆုံးတွန်တင်ပြီးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်မို့ဓမ္မကိုဝေရတဲ့ဆိုတာဓမ္မဆိုတာကျင့်သုံးမှုပဲတန်ခါဆိုတာတော့ဓမ္မကိုကျင့်သုံးလာတဲ့အနေနဲ့ကျင့်သုံးပြီးကျင့်သုံးတဲ့ပုံကိုယ်တွေအနေနဲ့ဒါနကောင်းမှုပြုတဲ့အခါမှာနည်းနည်းလေးလှူပြီးများများရရှိနိုင်တဲ့မြေကောင်းရေကောင်းတစ်ဖွဲ့ဖြစ်လို့တန်ခါကိုကိုယ်ဝေတယ်လို့ဒီလိုဆိုတယ် တနည်းအားဖြင့်တော့ဖရာအကြောင်းတရားအကြောင်းကိုတန်ဃာတွေမှတဆင့်သာသိနိုင်တာဖြစ်တော့ကြောင့်တန်ဃာကိုကိုးကွယ်ရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဘုရားဓမ္မတန်ဃာလို့ဆိုတာဟာဒါကိုယ်ရင်ညှဉ်းတာမဟုတ်ဘူးအလုံးဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်အမှန်သိတဲ့ပုဂ္ဂိုလ်ထိုမှန်သိတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးမထိုအဆုံးမတိုင်းလိုင်းနာကျင့်ကြံနေကြတဲ့ပုဂ္ဂိုလ်တွေလို့ အဲ့ဒီပုံကိုယ်ရိစီကမှာအမှန်တည်မှုကလည်းရရှိလာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားယောစဗုဒ္ဓင်္စဓမ္မင်္စတန်ခင်္စသရဏံကတောဆိုဒါဖြင့်ဘုရားဓမ္မတန်ခါကိုကိုးဝယ်တဲ့အခါဘလို့ကျိုးကျေးဇူးတွေရတော့ဆိုသတ္တာရိအရိယသစ္စာနိတမ္မပညာယပတ္တိအမှန်တရား၄ချက်ကိုမှန်ကန်တဲ့ဉာဏ်နဲ့သိနိုင်တယ်အဲ့ဒါ ပညာရဖို့အတွက်ကိုးကယ်တယ်လို့ဒီလိုပြောတာပဲဥပမာတစ်ခုထိကြည့်ရယောဂဖြစ်ပြီဆိုလို့ရှိရင်ဘာကြောင့်ယောဂဖြစ်တယ်ဘယ်ဆေးတောင်းရင်ပြောက်တယ်လို့အသိဉာဏ်ရှိပြီးပညာဉာဏ်ထက်မြက်တဲ့စေတမာဆရာဝန်စီတွားကြဘာလို့တွားလဲဆိုရင်ဘာကြောင့်ဒီယောဂဖြစ်တယ်ဘယ်ဆေးတောင်းရမယ်ဆိုတာသိကျင်လို့တွားတာလေ အဲ့ဒီဆရာဝန်ကနေပြီးတော့ဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်စိတ်တောင်းရင်ပျောက်တယ်ဆိုတာကိုသူကညွန်လိုက်မယ်အဲ့လိုညွန်တဲ့အခါမှာလူနာလုံးတဲ့ပုဂ္ဂိုလ်ကဆေးကိုတောက်အောင်တောက်တဲ့အခါမှာယောဂပျောက်တယ်ဆိုရအကျိုးရတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးပဲမြတ်စွာဘုရားစီသွားတယ်ဆိုတာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးတော့ ဒီအသိဉာဏ်နဲ့ဆုံးဝဩဝါဒတွေကိုပေးလိုက်မယ်အမှန်တရားကိုထုတ်ဖော်ဟောကြားလိုက်မယ်ဆိုတဲ့အသိဉာဏ်ရဖို့အတွက်ရသော်ဘုရားရှိသွားကြရှိကကြရှိကတဲ့အတွက်ကြောင့်ရသော်ဘုရားရဲ့အဆုံးအမတွေကိုရတယ်အဲ့ဒီအဆုံးအမတွေကိုလိုက်နာတယ်ဆိုတာစိတ်တောက်တဲ့သဘောပဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ရှင်ရဒုက္ခတွေကလွတ်မြောက်နိုင်တယ်လို့ မြတ်စွာဘုရားကအမှန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးနဲ့တွေ့မှမှန်ကန်တဲ့အသိဉာဏ်တွေရမှတန်တရာကိုဆင်းကလုတ်ကိုင်းနိုင်တယ်ဆိုတဲ့အကြောင်းရှင်းလင်းပြောပြတဲ့အခါမှာအလုံးအဂိတတရဲ့တပြည့်တည်းယသိတည်းဟာအလုံးပဲအမြင်မှန်ရသွားကြတယ်နောက်ဆုံးအဂိတတယသိကြီးပါယန္တာဖြစ်သူရောက်သွားကြပြီးတော့ဒီယသိတည်းလမ်းလွဲပြီးတော့နေကြထိုင်ကြတာတွေအကုန်လုံး လမ်းမှန်ပေါ်ရောက်သွားတယ်